ကလေးတို့ရေဒီချေကတော့တိတ်ပန်ဘာသာရပ်ကို သင်ကြားပေးမယ်ဒီချေချမ်းဖြစ်ပါတယ်။ကဲသားတို့သမီးတို့ရေသင်ခန်းစာလေးကိုဒီချေတို့ဆက်သွားကြရအောင်နော်။တိတ်ပန်ရဲ့အခန်းနဲ့ခန္ဓာကိုယ်လုပ်ငန်းစဉ်များမှာအပိုင်းနဲ့ခန္ဓာကိုယ်လှုပ်ရှားခြင်းအကြောင်းပဲဖြစ်ပါတယ်။ဒီချေတို့ခန္ဓာကိုယ်တွေကိုလှုပ်ရှားရင်ဘယ်အပိုင်းတွေကဆောင်ရွက်ပေးလဲ ဲ့တော့ဒီချဲတော့တွေအကုန်လုံးလမ်းလျှောက်တယ်ပြေးတယ်ပြီးရင်ဘောလုံးတွေပြစ်တယ်ဘောလုံးတွေကန်တယ်ပြီးရင်ဒီချဲတော့တွေထိုင်တယ်ဒီလိုမျိုးမတရက်တယ်အဲ့လိုကိုလက်လုံရှာအားကစားအမျိုးမျိုးကိုဒီချဲတော့တွေပြုလုပ်နိုင်တယ်အဲ့လိုပြုလုပ်ဖို့တက်ဘာတွေကကိုညီပေးနေလဲလုပ်ငန်းတက်လက်တည်းရဲ့အယူတွေကဘယ်လိုမျိုးတည်ရှိနေပါသလဲပြီးရင်သားတို့သမီးတို့ပေးထားတဲ့လက်ပုံလေးကိုဇွဲမယ် ပြီးရင်တော့သူမီးတို့ရဲ့လက်ပုံလေးကိုဆန်းသက်ကြည့်ပြီးတော့လက်အတွင်းမှာအယိုးလေးတွေဘလို့ရှိနေလဲဆိုတာကိုရေးဆွဲကြည့်ပေးပါနော်အဲ့တော့လက်ပုံလေးကဘလို့ရှိနေလဲအဲ့တော့တာဝသမီးတို့ရဲ့မဆုစာအုပ်ကလေးထဲမှာပုံသက်စာအုပ်ကလေးထဲမှာဆန်းသက်ကြည့်ပြီးတော့ရေးဆွဲကြည့်ပေးပါနော်တာဝသမီးတို့ဒီသင်ခန်းစာလေးကိုနားလည်မယ်လို့ထင်ပါတယ်အဲ့တော့သင်ခန်းစာလေးကိုဒီမှာရက်ပြီးတော့နောက်စာသင်ချိန်မှာပြန်တွေ့ကြမယ်နော် ယ်ဟုတ်ပါပြီ။ဒါလေးကတော့အယိုးဖွဲ့စည်းပုံပဲဖြစ်ပါတယ်။ဒါလေးကတော့ဥကောင်းယူ။ဒါလေးကတော့လေပင်ယူ။ဒါလေးကတော့လက်မောင်းယူ။ဒါလေးကတော့လက်ဖြန်တောင်ယူ။ဒါလေးကတော့လက်ချောင်းယူ။ဒါလေးတွေကတော့ပေါင်ယူ။ဒါလေးကတော့ခြေတလုံးယူ။ဒါလေးကတော့ခြေချောင်းယူ။ဒီဟာလေးကတော့နံယူ။ဒီဟာလေးကတော့အနောက်ကျောယူလေးပဲဖြစ်ပါတယ်။ ဟုတ်ပြီအခုတီချဲကုနဲ့ရှင်းပြလိုက်တဲ့အရိုးလေးတွေကိုသားတို့သမီးတို့လေ့လာပြီးပြီဆိုလို့ရှိရင်တော့တီချဲတို့မေးခွန်းလေးတွေဖြေကြည့်ကြရအောင်တီချဲတို့ခန္ဓာကိုယ်ထဲမှာရှိတဲ့အရိုးလေးတွေမရှိဘူးဆိုလို့ရှိရင်တီချဲတို့တွေဘယ်လိုဖြစ်သွားပါမလဲနောက်တစ်ခုအားကြတော့ခန္ဓာကိုယ်ထဲမှာအရိုးကလေးတွေဟာတီချဲတို့တွေကိုဘယ်လိုမျိုးကူညီပေးပါသလဲရှာနဲ့လက်ချောင်းရိုးလေးတွေကတော့ဘယ်သူကအရိုးမပါတာပါသလဲသားတို့သမီးတို့တေချာစဉ်းစားပြီးတော့ဖြေကြည့်ပေးပါနော်

ခန္ဓာကိုယ်ရဲ့အစစ်တွေတကယ်လို့ရခန္ဓာကိုယ်ရဲ့အစစ်ကလေးတာဘလို့လှုပ်ဆောင်ပေးတယ်လဲအတော့ဒါတို့သမီးတို့ကအိမ်မှာလက်တွေ့ပြုလုပ်လို့ရပါတယ်ပလတ်စတစ်ပိုက်နှလုံးဟုတ်နော်ပလတ်စတစ်ပိုက်နှလုံးကိုတကယ်လို့နှစ်ခုကိုယူမယ်တစ်ခုကတော့အရိုးတစ်ချောင်းကို ကိုစားပြုပြီးတော့ပလတ်စတစ်ပိုက်လုံးတစ်ခုကိုကိုွေးကြည့်ပြီးတော့ဘလို့ဖြစ်မလဲဆိုတာကိုတီချဲတို့လေ့လာကြမယ်အဲ့တော့ဒီခြေကပုံလေးကို ပြပေးထားတယ်။အဲ့ဒီတိုင်းသားတို့သမီးတို့အိမ်မှာလက်တွေ့ပြုလုပ်လို့ရပါတယ်။ကဲအဲ့တော့ ။ဘာဖြစ်လဲ plastic ပိုက်လုံးနှစ်ခုကိုတချေတို့ကတိတ်ကျိုးဖြစ်ဆက်ပြီးတော့ကွေးကြည့်မယ်။အဲ plastic ပိုက်နှလုံးကိုတချေတို့ကတိတ်ကျိုးလေးနဲ့တချေတို့ဆက်ပြီးတော့ကွေးကြည့်မယ်။ဘလို့ဖြစ်မလဲဆိုတာကိုလေ့လာမယ်။ပြီးလက်မောင်းရိုးနဲ့လက်ပုံတို့ plastic ပိုက်လုံးကိုဆက်ထားတဲ့ပုံကိုနှိုင်းရှင်ကြည့်ပြီးတော့မှတွေးရှိချက်တွေပေါ်အခြေခံပြီးတော့တချေတို့ကမေးခွန်းလေးတွေကိုဖြည့်ဆို့မယ်။ကာကြီးလက်ပုံတို့ plastic ပိုက်တစ်ခုတည်းကိုကွေးတဲ့အခါမှာဘလို့ဖြစ်သွားမလဲ။အဲ့တော့တချေတို့က လက်ပုံတို့ပလတ်စတစ်ပိုက်တို့လုံးကိုတချို့ကွေးလိုက်တဲ့အခါမှာကွေးလို့မရနိုင်တာကိုဒါတို့သမီးတို့တွေ့ရပါလိမ့်မယ်။ခါကွေးလက်ပုံတို့ပလတ်စတစ်ပိုက်လုံးနှစ်ခုကိုဆက်ပြီးတော့မှတချို့ကွေးလိုက်တဲ့အခါမှာဘယ်လိုဖြစ်မလဲ။အဲ့တော့တချို့ကလက်ပုံတို့ပလတ်စတစ်ပိုက်လုံးနှစ်ခုကိုတိတ်ကျိုးနဲ့ဆက်ထားတဲ့နေရာကို ကွေးလိုက်တဲ့အခါမှာဆိုလို့ရှိရင်တော့တိတ်ကျိုးဆက်ထားတဲ့နေရာကတော့ဘာဖြစ်လဲ။တချို့ကွေးခြင်းဆန့်ခြင်းကို ပြုလုပ်လို့ရပါတယ်။ခါငယ်မြည်သည့်အရာကြောင့် ခန္ဓာကိုယ်အစိပ်ပိုင်းတွေကဝေးနိုင်ဆန့်နိုင်ပါတယ်လေဟုတ်တယ်အစစ်တွေကြောင့်တချို့တို့ရဲ့ခန္ဓာကိုယ်အစိပ်ပိုင်းလေးတွေကဝေးနိုင်ဆန့်နိုင်ခြင်းဖြစ်တယ်ဒါတို့သမီးတို့ဒီသင်ခန်းစာလေးကိုနားလည်မယ်လို့ထင်ပါတယ်အဲ့တော့သင်ခန်းစာလေးကိုဒီမှာရက်ပြီးတော့နောက်စာသင်ချိန်မှာပြန်တွေ့ကြမယ်နော်ပြီးရင်တကယ်တို့တွေကလုပ်ငန်းလေးလေးကိုဆက်ပြီးတော့လည်လာမယ်နော် လမောင်းကြွက်သားလေးတွေကဘလို့လှုပ်ဆောင်ပေးတယ်လဲအဲတော့သမီးတို့ကြည့်ကြည့်လိုက်တော့သမီးတို့ရဲ့လမောင်းလေးတွေရဲ့ကြွက်သားလေးတွေဘလို့လှုပ်ဆောင်လဲအဲ့တော့လက်တစ်ဖက်ကိုဆန့်တမ်းမယ်ဟုတ်ပြီပြီးလို့ရှိလို့ရှိရင်လက်သီးဆုပ်ပြီးတော့မှကွေးချင်းဆန့်ခြင်းတွေကိုတစ်ချက်လို့ပြုလုပ်ကြည့်အောင်ဟုတ်ပြီနော်ပြီးလို့လို့ရှိလို့ရှိရင်လမောင်းကြွက်သားလေးတွေဘလို့ဖြစ်လဲတော့သမီးတို့တွေလေ့လာပြီးတော့အောက်ဝမေးခွန်းလေးတွေကိုတစ်ချက်နဲ့တူတူဖြည့်ဆို့ကြမယ် ကာကြီးကိုွေးတဲ့အခါလက်မောင်းရဲ့အပေါ်နဲ့အောက်ကြက်သားလေးတွေဘလို့ဖြစ်တယ်လဲဟုတ်တယ်ကိုွေးတဲ့အခါမှာအပေါ်ကြက်သားလေးကကျုံပြီးတော့မှ အောက်ကြက်သားလေးတွေကဆန့်ခြင်းကိုဖြစ်ပေါ်တယ်ဟုတ်ပြီနော်ကိုွေးကြည့်လိုက်ပါကိုကိုကြည့်ကြည့်လိုက်အဲဆိုရင်အပေါ်ကြက်သားလေးတွေကျုံပြီးတော့အောက်ကြက်သားလေးတွေကဘာဖြစ်လဲဆန့်ခြင်းကိုဖြစ်ပေါ်တယ် ဟုတ်ပြီစက်တဲ့အခါမှာရောစက်တဲ့အခါမှာလက်မောင်းအပေါ်နဲ့အောက်ကြက်သားလေးတွေဘလို့ဖြစ်တယ်လဲစက်တဲ့အခါမှာတော့ဘာဖြစ်လဲအပေါ်ကြက်သားလေးတွေကစက်ပြီးတော့အောက်ကြက်သားလေးတွေကပြန်ပြီးတော့ကျုံသွားတာဖြစ်ပေါ်တယ်။ကဲအဲ့တော့တီချဲတို့သားတို့သမီးတို့လှုပ်ရှားမှုကိုကြက်သားလေးတွေကဘလို့ကူညီပေးတယ်လဲဟုတ်တယ်ကြက်သားလေးတွေကကျုံချင်းဆန့်ချင်းဖြစ်တီချဲတို့တွေကိုကူညီပေးပါတယ်ကွယ်ဒါတော့သမီးတို့ဒီသင်ခန်းစာလေးကိုနားလည်မယ်လို့ထင်ပါတယ်။အဲ့တော့သင်ခန်းစာလေးကိုဒီမှာရက်ပြီးတော့နောက်စာသင်ချိန်မှာပြန်တွေ့ကြမယ်နော်။ ဒီကျေလို့လုပ်ငန်းကားလေးကိုဆက်ပြီးတော့လေ့လိုက်ရအောင်လုပ်ငန်းကအယိုးနှစ်ကျသားများကကွေချင်းစံချင်းတွင်မိကဲ့သို့အတူတကွလှုပ်ဆောင်ပေးကြသည်နည်းကဲအဲ့တော့ဒီကျေတို့ကလက်ပုံစံတူ เนาะလက်ပုံစံတို့တစ်ခုဖြစ်တဲ့တချို့ plastic pipe ၃လုံးရေဘူပေါင်းအရှိ၂လုံးရေပြီးရင်တန်ဝက်အိုတစ်ချောင်းရေကိုတချို့ပြုလုပ်မယ်အဲ့တော့လက်ပုံစံတို့ကိုတချို့ကွေးကြီးစမ်းကြည့်ပြီးတော့မှတချို့တို့လေးလာရအောင်လက်ပုံစံတို့လေးကိုတချို့ကကွေးကြီးစမ်းကြည့်ပြီးတော့လေးလာမယ်အဲ့တော့ဒါတော့သမီးတို့ကြည်ထားပြီနော်ကဲဟုတ်ပြီအဲ့တော့တချို့ကကဲစပြီးတော့တချို့လုပ်ပြရမယ်နော် အဲ့တော့အပေါ်ရဲ့ဘူပေါင်းလေးကိုတစ်ချက်ကြည်ပေးတာအောက်ကဘူပေါင်းကိုတစ်ချက်ကြည်ပေးတာဟုတ်နော်ကဲဟုတ်ပြီကဲဒါတော့ကြည့်ကွေးလိုက်တာဒါတော့ဆန်းလိုက်တာပြန်ကွေးပြပေးမယ်နော်ဟုတ်နော်ကဲအဲ့တော့တစ်ချက်တော့ ကဲအဲ့တော့သားတော်သမီးတို့နဲ့တို့တစ်ချက်ကအဲ့တော့ပိုက်လုံးဒီပိုက်လုံးလေးကတော့တစ်ချက်တို့ကအယိုးလို့သတ်မှတ်မယ်ဘူပေါင်းကတော့တစ်ချက်တို့ကျက်သွားဟုတ်ပြီနော်အဲ့တော့ပိုက်လုံးလေးရကြတော့တစ်ချက်တို့အယိုးဘူပေါင်းကတော့ကျက်သားလို့ယူဆပါမယ်လက်မောင်းနဲ့လက်ပုံစံတွေကိုနှိုင်းရှင်လေ့လာ၍ဒီကျတို့အောက်ပါမိခွန်းများကို ဖြည့်ဆို့ပါ။ကဲအဲ့တော့ဒီကျတို့ကဒါကလက်မောင်းရဲ့ပုံစံတူသားတို့သမီးတို့လက်မောင်းကအစစ်ပေါ့နော်ဒါကလက်မောင်း ။ကဲအဲ့တော့တအားသူမျိုးနှိုင်းရှင်လေးလာကြည့်ပေးပါ။ကဲဒီချင်တဲ့တို့မေခွန်းလေးတွေဖြစ်ဆိုရအောင်။ကာကြီးလက်ပုံစံတို့အားကိုွေးကြည့်လျင်ဘူပေါင်းမြည်သွို့ဖြစ်နေသည်တဲ့။ကဲအဲ့တော့အဖြေလေးကတော့လက်ပုံစံတို့အားဒီချင်တို့ကိုွေးကြည့်လျင်အပေါ်ဘက်ဘူပေါင်းလေးကတော့ညော့ပြီးတော့အောက်ဘက်ဘူပေါင်းလေးတင်းသွားတာကိုတအားသူမျိုးတို့လည်းတွေးလိုက်ပါမယ်။ကဲဟုတ်ပြီခါခွေးရဲ့မေခွန်းလေးလက်ပုံစံတူအားစန့်ကြည့်လျင်ဘူပေါင်းမြည်တို့ဖြစ်သွားမြည်နီး လက်ပုံစံတူအားစန့်ကြည့်လျင်အပေါ်ဘက်ဘူပေါင်းကတင်း၍အောက်ဘက်မှဘူပေါင်းကလျော့သွားပါမယ်။ကဲနောက်ထပ်မိကုံးလေးခန်းငယ်ခန်းငယ်ကကြတော့တချေတို့လက်များကွေးချင်းဆန့်ချင်းကိုအယိုးနဲ့ကြက်သားများကမြေကဲ့သို့လှုပ်ဆောင်ပေးသည်။အဲ့တော့ဒါတို့သမီးတို့ရဲ့လက်ကလေးကိုကွေးချင်းဆန့်ချင်းပြုလုပ်ကြည့်။เนาะဗာလေးတွေဘယ်လိုပြုလုပ်ပေးလဲအယိုးနဲ့ကြက်သားက။ကဲအဲ့တော့ကန်းငယ်အဖြေလေးကတော့လက်များကွေးချင်းဆန့်ချင်းကို အယိုးနှင့်ကြွက်သားများကယော့ခြင်းတင်းခြင်းအဖြစ်အတူတကွပူးပေါင်းလှုပ်ဆောင်ပေးကြပါတယ်ကဲအခုဒီချက်လုတ်ပြလိုက်တဲ့လက်တွေလေးကိုတအားတို့သမီးတို့နားလည်မယ်လို့ထင်တယ်။အဲ့တော့တအားတို့သမီးတို့အိမ်မှာလည်းလက်တွေလေးပြန်လုတ်ကြည့်ပေးနော်။ကဲအဲ့တော့ဒီချင်တို့တအားတို့သမီးတို့ပုံလေးကိုကြည့်ကြမယ်။ အဲ့တော့လူရဲ့ခန္ဓာကိုယ်မှာဆိုလို့ရှိရင်အရိုးတွေနဲ့ဖွဲ့စည်းတည်ဆောက်ထားပါတယ်။အရွယ်ရောက်ပြီးသားလူတစ်ယောက်မှာဆိုလို့ရှိရင်အရိုးအရွေအတွက်စုစုပေါင်း200နဲ့မှ6ခုရှိပါတယ်။အရိုးတွေကခန္ဓာကိုယ်ကိုထောက်ကန်ပေးထားတာဖြစ်တဲ့အတွက်ကခန္ဓာကိုယ်ရဲ့ပုံသဏ္ဍာန်ကိုတကယ်လို့ကို ဖြစ်ပေါ်စေပါတယ်။ခန္ဓာကိုယ်အစိပ်အပိုင်းတွေကအလွယ်တကူလှုပ်ရှားနိုင်ရန်အရိုးတွေကနေပြီးတော့အဆစ်တွေနဲ့တကယ်လို့ကိုချိတ်ဆက်ပေးထားပါတယ်။ဒါပေမဲ့နှာခေါင်းနဲ့နေရွက်ကတော့ဒီချေတို့အယိုးနူလေးတွေနဲ့ဖွဲ့စည်းထားပါတယ် အယိုးတွေကစက်သားတွေနဲ့တွဲဆက်ဖွဲ့စည်းထားတာဖြစ်တဲ့အတွက်ကြောင့်ခန္ဓာကိုယ်ကတောင့်တင်းခိုင်မာပါတယ်။လူသားတွေရဲ့ရှာတကယ်လို့ရဲ့ရှာပေါ့နော်။ရှာကတော့အယိုးမပါတဲ့လှုပ်ရှားနိုင်တဲ့စက်သားပြားလေးပဲဖြစ်ပါတယ်။အဲ့တော့တာတို့သမီးတို့တွေဒီလိုအယိုးတွေတန်မာဖို့အတွက်အပက်ကြီးတဲ့အထိအယိုးတွေတန်တန်မာမာရှိဖို့တဲ့ဆိုရင်ဘာတွေလုပ်ရမလဲဆိုရင်နို့ပါတဲ့အစားအစာတွေ အယိုးပါစားလို့ရတဲ့ငားလေးတွေကယ်ဆီယမ်ဓာတ်ပါတဲ့အစာအစာတွေဒိန်းငင်အစိမ်းရောင်ရှိတဲ့ဟင်းသီးဟင်းရွက်တွေကိုစားသုံးပေးရပါမယ်။ဘီရောတချဲတို့ချက်သားတွေပါဖြစ်လဲပန်းမာဖို့အတွက်ဆိုလို့ရှိရင်ဖြေးလွှားကစားခြင်းတွေရေကူးခြင်းတွေပြီးရင်စပိန်စီးခြင်းတွေအဲ့လိုလုပ်ငန်းလေးတွေကိုလေ့ကျင့်ခန်းလေးတွေကိုတအားသမီးတို့ပြုလုပ်ပေးရပါမယ်။ကဲအနည်းချက်ရမယ်ဆိုလို့ရှိရင်တော့လူတွေရဲ့ခန္ဓာကိုယ်ကို တချဲတို့အယိုးတွေနဲ့ဖွဲ့စည်းထားပါတယ်။ဘာယိုးတွေပါမလဲ။ဦးခေါင်းယိုး။လေပင်ယိုး။ ကြောယူနံယူလမောင်းယူလက်ဖြန်တထောင်ယူပေါင်ယူခြေတလုံးယူလက်ချောင်းယူပြီးခြေချောင်းယူလေးတွေအဲ့လိုအယိုးပေါင်းများစွာပါရှိပါတယ်ကွယ်အဲ့လိုအယိုးတွေမှာအစ်စ်ကလေးတွေတချို့လိုဒီလိုအစ်စ်ကလေးတွေရှိနေတဲ့အတွက်ကြောင့်ဘာဖြစ်လဲကိုင်းနိုင်တယ်ဆန့်နိုင်တယ်အဲ့လိုမျိုးလေးတွေပြုတ်လုံနိုင်ပါတယ် ဲ့တော့တချို့တို့ဒီလိုအရိုးလေးတွေဘာဖြစ်လှုပ်ရှားဖို့တော့ကိုတချို့တို့မှာရှိတဲ့ချက်သားလေးတွေကကုညီပေးပါတယ်။ချက်သားလေးတွေရဲ့ဒီလိုကြုံရင်းဆန့်ရင်းလေးတွေကိုပြုလုပ်ပေးပါတယ်။အဲ့တော့အရိုးတွေရဲ့ချက်သားလေးတွေနဲ့ဘာဖြစ်လဲအတူတူကသူတို့တွေကပိုးပေါင်းတဲ့အတွက်ကြောင့်တချို့တို့ခန္ဓာကိုယ်ရဲ့ခြေလက်တွေကလှုပ်ရှားနိုင်ပါတယ်ကွယ်။ဒါတော့သမီးတို့ဒီသင်ခန်းစာလေးကိုနားလည်မယ်လို့ထင်ပါတယ်။အဲ့တော့သင်ခန်းစာလေးကိုဒီမှာရက်ပြီးတော့နောက်စာသင်ချိန်မှာပြန်တွေ့ကြမယ်နော်။